မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ25ရက်နေ့ ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမဒီယာမြို့နယ်မှာရှိတဲ့အင်ဂျင်များလေကြောင်းရန်ကာကွယ်တပ်ကို PDF တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီကလေကြောင်းကနေအဆက်မပြတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ဇွန်လ25ရက်နေ့မနက်၈နာရီဝန်းကျင်ကမဒီယာမြို့နယ်အရှိချမ်းမှာရှိတဲ့အင်ဂျင်များလေကြောင်းရန်ကာကွယ်တပ်ကိုဒေသခံ PDF တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းမဒီယာမြို့နယ်တိုက်နယ်6ရဲကြီးပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုတိုက်လိုက် ိုက်တဲ့စစ်ကောင်စီကအပေါ်ကနေလေချောင်းကိုအဓိကထားပြီးတော့လက်ပတ်ပစ်နေတဲ့အနေအထားမျိုးမြေပြင်ကကျွန်တော်တို့ညီကိုတွေကလည်းဖြတ်တောက်စရာရှိတာကိုဖြတ်တောက်ထားတဲ့အနေအထားမျိုး အောက်လန်းကြောတွေကနေလဲကုညီဖို့ခက်ခဲနေတဲ့အနေအထားဆိုတော့အပေါ်ကနေပြီးတော့ဖိပြက်နေတဲ့အနေအထားပါလို့၎င်းကပြောဆိုကြပါတယ်။အဲ့ဒီစကန်းသိမ်းတိုက်ပွဲမှာစစ်သားတချို့ကိုအရှင်ဖမ်းဆီးရမိထားပြီးတော့ PDF ရဲဘော်များကလည်းထိခိုက်မှုရှိတယ်လို့၎င်းကပြောဆိုထားပါတယ်။ဒီကနေ့မနက်10နာရီခန့်အထိလေကြောင်းကနေတိုက်ခိုက်နေဆဲဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာ PDF တပ်ဖွဲ့များကတော့သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ပေါ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီကတပ်ဆွဲထားတဲ့မိုးဇလရုံးကို TNL ကတိုက်ခိုက်သိမ်းပိုက်ကစစ်ကောင်စီကမြို့နေပြည်သူများကိုစစ်ရှောင်ခွင့်မပေးဘဲလူသားတိုင်းပြုလုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ25ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့နောင်ချုံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ115ခမရ114နဲ့နောင်ချုံမြို့ပေါ်မှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာ3ခုကို TNL ကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာနောင်ချုံမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့မိုးဆက်လရုံးကို TNL ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့စစ်မှုထမ်းဟောင်းရုံးနဲ့ရဲစခန်းတို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ခမရ တတ9နဲ့ခမရတတ4လို့ကလည်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကနောင်ချုံမြို့ပေါ်မှာရှိတဲ့ပြည်သူများကိုစစ်ဆောင်ဝက်မပေးဘဲလူသားတိုင်းအဖြစ်နဲ့ပြုလုပ်ထားတယ်လို့သိရပါဗျ။ဒါအပြင် ပြင်းလွင်နောက်ထူလမ်းပိုင်းကိုလည်းစစ်ကောင်စီကဖြတ်တန်းခွင့်မပေးတော့ဘဲနန့်လင်းခန်းရွာထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်ကစစ်ဆောင်လာတဲ့ပြည်သူတွေရဲ့ကားများကိုလှည့်ပြန်ခိုင်းတယ်လို့သိရပါတယ်။မြို့ပေါ်မှာတိုက်ပွဲကတော်တော်ကိုပြင်းထန်နေတဲ့လက်နက်ငယ်အပြန်အလှန်ပစ်ခတ်တန်းတွေကြားနေရတဲ့ပြင်းလွင်နောက်ထူလမ်းကိုလည်းစစ်ခွေးတွေကဖြတ်တန်းခွင့်မပေးတော့ပါဘူး။နန့်လင်းခန်းရွာထိပ်ကနေကားတွေကိုပြန်လှည့်ခိုင်းနေတာပါ။အဲ့ဒီနေရာကစစ်ခွေးဂိတ်ရှိတဲ့နေရာပေါ့။နောင်ချိုစေးုံပေးမိုးစလရုံးထဲကစစ်ခွေးတွေကတော့ပြေးကုန်လို့ TNL နဲ့ PDF တွေနေရာယူထားလိုက်ပြီး နောင်ချိုမြို့ထိပ်ကစီဆိုင်မှာလဲတော်လိုင်းတပ်ဖွဲ့တွေရောက်နေပါပြီ နောင်ချုံမျိုးတိမ့်တိုက်ပွဲဆင်နွှဲနေတဲ့သဘောပေါက်နောင်ချုံမျိုးထဲမှာစစ်ခွေးတွေရှိနေတာဆိုလို့ပြူယုံလို့ခေါ်တဲ့စစ်မှုထမ်းဟောင်းယုံနဲ့ရဲစခန်းမှာပဲစစ်ခွေးတွေရှိတော့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်နောင်ချုံမျိုးမှာရှိတဲ့ခမရ1115တိုက်ရဲနဲ့ကိုလည်း short တိုက်တုံးနှလုံးကြောက်ပောက်ခွဲခဲ့ပြီးတော့စစ်သား9ဦးသေဆုံးတာဒဏ်ရာအပြင်းထန်ရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ1115နဲ့ခမရ1114တိုက်ရဲများမှာရှိတဲ့စစ်ကောင်စီတပ်သားများဟာတော်လိုင်းတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုများကြောင့်အပြင်းထန်ခုခံနေရပြီးတော့အထိနာနေတယ်လို့ ဒေတာတွင်စီရေးတရင်အရင်းမြစ်ကပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့အတွင်းကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်ပြည်သူ၂ဦးသေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ25ရက်နေ့မနက်6:00နာရီခွဲအချိန်ကြောင်မဲမြို့နယ်စခန်းသာတောင်ဘက်မှာ၎င်း ရင်းရဲရေးဂုံးမှ၎င်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စစ်ကောင်စီကကြောင်မဲမျိုးတွင်းကိုလက်နက်ကြီးများနဲ့တောက်လျှောက်ဇိုးတလိုပစ်ခတ်နေခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြောင်မဲမျိုးနဲ့9ရက်ကွက်၊10ရက်ကွက်နဲ့9ရက်ကွက်တို့မှာလက်နက်ကြီးကြီးများပောက်ကွဲပြီးတော့ပြည်သူနောက်ဦးသိမ်းဆုံးခဲ့တယ်လို့သိရပါဗျ။အသက်14နှစ်အရွယ်ကလေးငယ်တအူးလဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ရက်ွက်ခုနှစ်ဘက်မှာလက်နက်ကြီးကြီးပောက်ကွဲတယ်စစ်တပ်ကပြစ်တာလူမထိခိုက်ဘူးရက်ွက်ရှစ်ထုံးပုံမှာတော့လူနေအိမ်ရှိလက်နက်ကြီးပောက်ကွဲပြီးတော့လူတအုပ်တိတ်ဆုံးနေရက်ွက်ကိုးမှာလည်းလူမရှိတဲ့ခြံအုပ်တိုင်းခတ်ထားတာကို လက်နက်ကြီးမော်တာကြီးလာထိတယ်ရက်ကွက်ကိုးမှာပဲလူနေအိမ်အိမ်အငါတန်းရမှာနေတဲ့အမျိုးသမီးတအုပ်လဲစစ်တပ်ကပြစ်တဲ့ကြီထိမှန်ပြီးတော့တေဆုံးတယ်အသက်16နှစ်အရွယ်မနန်အွန်မင်းဆိုတဲ့ကလေးငယ်လဲဒဏ်ရာရတယ်အခုတည်းကတိုက်ပွဲပြင်းထန်နေတော့မယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒီကနေ့မနက်ပိုင်းကြောင်းမဲနောင်ချုံမိုးကုတ်တို့မှာ TNL တပ်များနဲ့စစ်ကောင်စီတပ်တွေကြားမှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ဖလန်အိုအုပ်စုရှင်မကန်ရွာပြူစောတိစခန်းကိုဒီကနေ့မနက်ပိုင်းမှာစီးနှင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိ၁၀ရောက်ခန့်တေဆုံးပြီးတော့တယောက်ကိုတော့စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရမိကာ ဘက်နဲ့6လက်တင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ25ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှပခုတ်ကူမြို့နယ်ရှင်မကန်ရွာပြူစောတိစခန်းကိုတော်လိုင်းတပ်တွေပူးပေါင်းပြီးတော့ဝင်းအောင်စီးနှင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ရှင်မကန်ပြူရွာအခြေဆိုင်ပြူစောတိစစ်စခန်းကိုအဓိကဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရှင်မကန်ပြူစောတိ10ဦးဝင်းကျင်တေဆုံးခဲ့ကြောင်းသိရပါရယ် ရန်သူကိုမိနစ်90ကြာတိုက်ခိုက်ချိန်မုံခဲ့တယ်လို့ရန်သူလက်အောက်ခံပြူစောတိများနေထိုင်တဲ့အင်ဂျီတရာကျော်ကိုပါမိရှုဖြက်စီးခဲ့တယ်လို့ PRF ကဖော်ပြထားပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာပြူစောတိတရာကိုတုံ့ပန်းအဖြစ်နဲ့ဖမ်းမိတယ်လို့ကာပိုင်အမျိုးအစားတနက်၄လက် BA63 အမျိုးအစားတနက်တစ်လက်လက်လုံတနက်တစ်လက်ကာပိုင်တနက်ပြောင်းလက်ပစ်ပုံးလမ်းလျှောက်စကားပြောဆက်ခဲယမ်းချီမျိုးစုံ900ဝန်းကျင်ဖုန်းနဲ့ခဲယမ်းပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့ဆိုပါရတယ်။ ရန်သူအထိုင်ပြူစောတိရွာစစ်စခန်းကိုရွရွချုံချုံဝေရောက်စီးနှင်းတိုက်ခိုက်ခဲ့ရမှာမိမိတို့တော်လိုင်းတပ်ပေါင်းစုမှပါဝင်တဲ့ AR ဒေါင်းတပ်ဖွဲ့ကရဲဘော်ဟီးရိုးကလည်းအသက်ပေးကတိုက်ပွဲဝင်ရင်းနဲ့မြင်းမြတ်စွာကြာဆုံးခဲ့ရပါတယ်လို့ PRF ကဖော်ပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဦး PRF ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ABSDF အမှတ်30ကျောင်းကျောင်းသားတော်လိုင်းရေးတပ်ဖွဲ့ SRF ဒေသခံ AR ဒေါင်းပြည်သူ့ကာကွယ်တပ်ဖွဲ့မြိုင်ပကဖဒါမင်းကြီးတပ်ဖွဲ့ MCKC BDF King Fighter SGF BLY ပြည်သူ့ကာဝေးတပ်ဖွဲ့ပေါက် PDF ကံမတပ်ပေါင်းစု ပေါက် Basic on Revolution Force ဗိုလ်တစေအဖွဲ့ပေါက်ပကဖ Drone Team 7 Star မြိုင်ပကဖဘိုးစနေအဖွဲ့ Red Giant နိုင်ငံဤကံမတော်လှန်ရေးတပ်ဦး KFRF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာရှိတဲ့စူပါမားကတ်နဲ့ဈေးဝယ်စင်တာတချို့မှာစစ်ကောင်စီကစံစည်းတတ်မှတ်ပြီးတော့စစ်ဆေးမှုများလုံဆောင်နေတဲ့အတွက်စံတွေကိုတင်ပြီးတော့မရောချတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဈေးဝယ်စင်တာတချို့နဲ့စူပါမားကတ်တချို့မှာစံတန်းတွေမှာစံတွေလုံးဝမတင်တော့ဘူး။စီတောင်မှပဲစီဘူးတွေပဲတင်ထားတယ်။ဒါတောင်မှအဲ့ဒါတွေပြတ်သွားရင်ထပ်မတင်တော့ဘူးလို့ပြောတယ်လို့ဒီကနေ့ဈေးဝယ်ထွက်တဲ့အင်ရှင်မာတူကပြောဆိုခဲ့ပါဗျ။ရန်ကုန်မြို့မှာရှိတဲ့ဈေးဝယ်စင်တာတခုကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာ။ အာဏာပိုင်များဘက်ကစံရောင်းချမှုအပေါ်မှာစစ်ဆေးမေးမြန်းမှုများရှိခြင်းတတ်မှတ်ဈေးနှုန်းများအတိုင်းစံများကိုရောင်းချမည်ဆိုပါကတက်ဈေးနဲ့ဝယ်ထားတဲ့စံများအရှုံးပေါ်ခြင်း စစ်တပ်ကရက်ဝတ်များနဲ့ဈေးဝယ်အယောင်ဆောင်ပြီးတော့စစ်ဆေးပြဿနာရှာခြင်းများကြောင့်ဆန်ရောင်းချမှုများအလုံးကိုရန်ကုန်မှာရှိတဲ့စူပါမားကတ်တချို့ကရက်ဆိုင်လိုက်ခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဇွန်လ20ရက်နေ့မှာစစ်ကောင်စီကဆန်ကုန်တယ်များဆန်ဆက်ပိုင်ရှင်များကိုအရေးပေါ်အစီအဝေးခေါ်ယူခဲ့ပြီးတဲ့နောက်မှာဇွန်လ21ရက်နေ့မှာဆန်ကုန်တယ်များဆန်ဆက်ပိုင်ရှင်များကိုဖမ်းဆီးအရေးယူခြင်းများဆန်ဆက်များဂိုဒေါင်နဲ့ပွဲရုံများကိုချိတ်ပိတ်ခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဆန်စပါးဈေးနှုန်းများကိုပါပတ်မှတ်ဈေးနှုန်းများထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ ဲ့ဒီတမ်းပတ်ဈေးနှုန်းထက်ပိုမိုပြီးတော့ရောင်းချပါကဖမ်းဆီးအရေးယူမယ်လို့ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကစံဈေးနှုန်းများကိုတတ်မှတ်ရမှာအနေအဆုံစံချမ်းဈေးနှုန်းကို24ပြည်တိုက်အိတ်ကိုငွေကျပ်800ကနေစတင်တတ်မှတ်ပြီးတော့အမြင့်ဆုံးရွှေဘိုပေါ်စမ်းမွေတိုက်အိတ်ကိုငွေကျပ်3400 5000ကျပ်တတ်မှတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့စစ်ကောင်စီကပိတ်ပင်ထားတဲ့လူမှုကွန်ရက် Facebook ကိုအသုံးပြုနိုင်မှုအတွက်တဆင့်ခံပြီးတောင်းရတဲ့ Virtual Private Network လို့ခေါ်တဲ့ VPN ကြောင့်မွန်ပြည်နယ်မော်လမြိုင်မြို့မှာငွေညစ်ခံရတာတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မော်လမြိုင်မြို့အတွင်းလူစီကားရနေရာတွေစစ်စေးရေး gate တွေမြို့အဝင်ထွက်နေရာတွေမှာစစ်တပ်ရဲနဲ့အခြားဝန်ထမ်းနဲ့ရင်းနှီးရဲတွေပူးပေါင်းပြီးတော့လူငယ်လူရွယ်တွေရဲ့ mobile phone တွေကိုအဓိကထားပြီးတော့စစ်ဆေးနေတယ်လို့သိရပါတယ်။မော်လမြိုင်မြို့ကန်တအူးကစိုင်းကယ်လိုင်းစင်စစ်ဆေးတဲ့ပုံစံမျိုးနဲ့စိုင်းကယ်မောင်းနေလာတဲ့သူတွေရဲ့အသက်အရွယ်ကိုကြည့်ပြီးတော့ဖုန်းတွေကိုစစ စည်းက VPN တစ်ခုမိရင်ငွေကျပ်တသိန်းတောင်းနေတယ်လို့ပြောပြခဲ့ပါတယ်အခုကနိုင်စင်အပြည့်စုံရှိတယ်အုတ်ထုတ်လဲစောင်းထားတယ်သူတို့ကလူရဲ့အရွယ်ကိုကြည့်ပြီးတော့ခေါ်တယ်ခေါ်ပြီးတော့ဖုန်းပါလာဖုန်းခဏပေးအဲ့ဒီလိုဖုန်းတောင်းပြီးတော့စစ်တာ VPN ကတစ်ခုမိရင်တသိန်းတောင်းတယ်ဖုန်းထဲမှာ VPN software တစ်ခုရှိရင်တသိန်းတောင်းတယ်နှစ်ခုရှိရင်နှစ်သိန်းတောင်းတယ်တချို့ကလည်းဟိုအမေကဒီအမေကနဲ့ VPN ၃လေးခုထည့်ထားတဲ့သူဆိုရင်ခွမ်းတာပေါ့ 3ခုဆိုရင်3သိန်းအဲ့လိုမျိုးတောင်းတာလို့ပြောဆိုခဲ့ပါတယ်။စစ်ဆေးခံရတဲ့သူတွေဘက်ကမိမိရဲ့ဖုန်းထဲမှာထည့်ထားတဲ့ VPN software ကိုစစ်ကောင်စီလက်အောက်ခံရဲ့ရှေ့မှာတင်ဖြတ်ပြရပြီးတော့ငွေကြေးပေးဆောင်မှုအတွက်လဲဘာဖြတ်ပိုင်းအထောက်အထားမှာပြန်မရခဲ့ဘူးလို့အဲ့ဒီမျိုးကန်တွေကဆက်ပြောပါတယ်။မြန်မာနိုင်ငံမှာလူသုံးအများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ရက်ကိုအာဏာသိမ်းပြီးတဲ့အချိန်ကလေးကပြည်တွင်းဆက်သွယ်ရေး operator တွေနဲ့ အင်တာနက်ကွန်ရက်ကုမ္ပဏီတွေကိုစစ်ကောင်စီကဖိအားပေးပြီးတော့ပိတ်သိမ်းခိုင်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ပိုင်းမှာပြည်တွင်းမှာနေထိုင်တဲ့သူတွေဟာသတင်းစီစစ်မှုနဲ့သတင်းအချက်အလက်သိပိုင်ခွင့်အတွက် Facebook လူမှုကွန်ရက်ကို VPN နဲ့တဆင့်ခံပြီးတော့အသုံးပြုနေရတာတုံးနဲ့ကြော်လာပြီလို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကပြည်တွင်းမှာနေတဲ့ပြည်သူတွေ Facebook လူမှုကွန်ရက်ကိုဆက်လက်အသုံးပြုလို့မရနိုင်အောင်ပြီးခဲ့တဲ့မေလ30ရက်နေ့ကစပြီးတော့ VPN တွေကို Secure Web Gateway SWG နဲ့ဖွင့်ပြီးတော့တရုတ်နည်းပညာအကူအညီနဲ့တားဆီးပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုမျိုးပိတ်ပင်ရမှာအခမဲ့အသုံးပြုနေကြတဲ့ VPN software တွေအပြင်အခကျင်းငွေပေးပြီးတော့ဝယ်ယူအသုံးပြုရတဲ့ VPN တွေအားလုံးကိုလည်းစစ်ကောင်စီကဇက်တိုက်ဆိုးသလိုပိတ်ဆို့ဖြတ်တောက်နေတယ်လို့သိရပါတယ် ်ဒါပေမဲ့စစ်ကောင်စီဘက်က VPN တွေကိုတားဆီးပိတ်ပင်နေပေမဲ့လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာ VPN တွေကိုဆက်လက်အသုံးပြုလို့ရနေသေးတာကြောင့် mobile phone တွေမှာ VPN software အသုံးပြုနေကြတဲ့သူတွေကိုဇော်လာဇမ်းပိုင်းကစပြီးတော့စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ VPN နီးပညာဒါမှမဟုတ်အလားတူနီးပညာတွေကိုအသုံးပြုခဲ့ရင်ထောင်ဒဏ်တစ်နှစ်ကနေ၃နှစ်အထိဖြစ်စေငွေကျပ်350ထက်မပိုတဲ့ငွေဒဏ်ကိုဖြစ်စေ ဒဏ်ရာလုံးကိုဖြစ်စေချမှတ်နိုင်ဖို့အတွက်စိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုအတည်ပြုနိုင်ဖို့စစ်ကောင်စီကပြင်ဆင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ